အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့တရင်တွေကနေပြီးပြန်လေပြီးကြိုလိုက်ပါတယ်အဲ့ဒါကျွန်တော်တို့ဟိုနေ့ကတော့ကျွန်တော်ပြောခဲ့လို့ပဲဒါကုနာတီဒါကျွန်တော်အချိုးပြင်းပြီးမပြေအောင်စီးရတင်မယ်ဆိုတဲ့သတင်းတင်ဆက်ခဲ့ပြီးနောက်ပိုင်းမှာဆရာသမားတော်တော်လေးကိုအချိုးပြောင်းလာခဲ့တာကိုတွေ့ရမယ်ကုနာတီအနေနဲ့ခုလက်ရှိမှာဒါကျွန်တော်ပြင်သစ်နိုင်ငံအသင်းနေဒါကျွန်တော် camp ကိုတောက်လျှောက်သွားနေခဲ့ပြီးသူအနေနဲ့ liverpool ရဲ့ဒါကျွန်တော်စာချုပ်တက်နဲ့ပတ်သက်ပြီးတော့တောက်လျှောက်တော့ကျွန်တော်တို့အဲ စာချုပ်တင်တဲ့ပတ်သက်ပြီးတောက်လျှောက်ကျွန်တော်တို့ဒါအဲအင်တာဗျူးတွေကိုဖြည့်နေတော့စပြီးတွေ့ရမယ်ဒီမှာပါတယ်ပေါ့နော်အဲလက်ရှိမှာဒါကျွန်တော်တို့ e-book ကဘာတွေကိုပြောထားလဲဒါကျွန်တော်ခုနကဒီ is clear we think about it but what's complicated is that we can't see everything because there is a lot of things being said in the media and sometimes I see things ပေါ့နော်ဒါကျွန်တော်လက်ရှိမှာအခုကျွန်တော်တို့အဖြေကတော့ရှင်းပါတယ်ကျွန်တော်တို့အခုဒီရနဲ့ပတ်သက်ပြီးကျွန်တော်တို့အခုလက်ရှိမှာစဉ်းစားနေဆဲဖြစ်ပါတယ်ဒါပေမဲ့အခုချိန်မှာကျွန်တော်ဒါဒီရနဲ့ပတ်သက်ပြီးတော်တော်လေးကိုရှုပ်ထွေးနေတဲ့အခြေအနေတခုရောက်ရှိနေတယ်အခုချိန်မှာကျွန်တော်အနေနဲ့ဘာမှအကုန်လုံးကိုတော့ပြောလို့မရဘူးဘာကြောင့်လဲဆိုတော့အခုလက်ရှိမှာကျွန်တော်အနေနဲ့မီဒီယာမှာတချို့ပြောထားတာရှိပြီးမီဒီယာမှာတချို့ပြောထားတယ်လည်းကျွန်တော်အနေနဲ့တွေ့မြင်နေရတာဖြစ်ပါတယ် I'm like oh my god ကျွန်တော်ဒါခုနကဘုရားသခင်ပေါ့နော်ဒါကျွန်တော်တို့ it gets me in trouble with liverpool fan ကျွန်တော်လက်ရှိ mà đi မီဒီယာကရေးသားတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်လူကောင်မျိုးတွေနေမှာပေါ့နော်အဲမီဒီယာတွေရေးသားတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်လေးကိုလူဘုတ်ဖိုင်နဲ့ကျွန်တော်နဲ့နေနိုင်ရန်ပြည့်ရပါတယ်ပေါ့နော် they don't know all in the house ပေါ့နော်ဒါကျွန်တော်တို့အတွင်းရောအပြင်ရောကိစ္စအကုန်လုံးဝါဝါကိုလူဘုတ်ပြည်သက်တွေလည်းမသိသေးပါဘူးပေါ့နော် anyway i hope i know that in any case the most important thing is that i'm happy ကျွန်တော်တို့အရာအလုံးမှာရေးကြီးဆုံးကကျွန်တော်ပျော်ရွှင်မှုပါပဲတဲ့အဲ့တော့ तू ပြောသွားတဲ့နေရာမှာဘာမှလည်းပါပါဘူးဒါမှလည်းဘာမှလည်း तू ပြောတဲ့မီဒီယာတွေမှားတယ်လို့လည်း तू မပြောသွားဘူးပေါ့နော်မီဒီယာအကြောင်းလက်ရှိမှာလူဘုတ်ပြည်သက်တွေနဲ့ तू နဲ့ကြားထဲမှာဒါအဖူတက် ည်ဖြစ်ကုန်တယ်မီဒီယာတွေကြောင့်မို့လို့အဲ့တော့လက်ရှိမှာလူတွေကသတင်းတွေသာကြားနေကြပြီမြေဒီယာနဲ့ပတ်သက်ပြီးဒါကျွန်တော်အသွင်းရောအပြင်ရောဗာသတင်းမှတည်တည်ချာချာသိရတာမဟုတ်ဘူးကျွန်တော်အာချောင်နေကြတာဆိုတော့ကျွန်တော်လူကောင်းမှုပေါ့နော်ဟိုတကအချိုးမပြင်းအယောင်စေးတင်မယ်ဆိုတော့ဥစားကျွန်တော်ကရန်ရေးခဲ့တဲ့ကောင်းမှုပေါ့အဲ့တော့လက်ရှိမှာဒါ ibu အနေနဲ့ तू ကရှင်းပါတယ် तू ပြောတာကို तू လုပ်မယ် तू စိတ်ချမ်းသာတာကို तू လုပ်မယ် तू ကိုမတားနဲ့ဆိုတဲ့ပုံစံမျိုးကို तू ရေးသားထားခဲ့တာကိုတွေ့ရမယ်အဲ့တော့ပြောချင်တာဒါကဒါ ibu ပါဇက်ကကိုရန်ထွက်တဲ့တော့ကြောင့်ဒါ tier 1လူတော်ပြော tier 1နဲ့မြင်နေဥစားများရှင် tier 1ထထောင်မြင်နေလူပြောလို့ရမယ်တယ်မှာပါပါအဲ့တော့ လက်ရှိမှာကုနာတေးရဲ့အနာဂတ်နဲ့ပတ်သက်ပြီးခုချိန်ကျွန်တော်ရေးရမသိရသေးဘူးဒါကျွန်တော်လာမယ့်နှစ်လ၃လအတွင်းမှာပေါ့နော်ဒါကျွန်တော်တို့ ဒီနေ့လာမယ့်2လ3လအတွင်းမှာဒါကျွန်တော်တို့ဟိုအဖြစ်တစ်ခုတော့တီးရမယ်လို့မြင်နေလီဗာပူးအသင်းနဲ့ဒီကစားသမားရဲ့ဒါကျွန်တော်အနာဂတ်နဲ့ပတ်သက်ပြီးဒါလီဗာပူးအသင်းကဒါကျွန်တော်စာချုပ်အစ်ချုပ်ဆိုမှုမရှိဘူးဆိုရင်တော့ဒီကစားသမားကိုအယောင်စေးတင်ဖို့အတွက်လီဗာပူးအသင်းကြိုးစားမှာပေါ့နော်လီဗာပူးအသင်းကလည်းရှိမှရှင်းပါတယ်ဒါသူ့အနေနဲ့ပတ်သက်ဤဘူးကိုဒါတော့ဘယ်နည်းနဲ့မှဒီကစားသမားကိုဒါကျွန်တော်အလွတ်နဲ့ပြေးပြောင်းဖို့အတွက်အစီအစဉ်မရှိဘူးလို့လည်းကျွန်တော်အနေနဲ့ဖတ်မိရတယ်တဲ့မှာပါတယ်အဲ့တော့လက်ရှိမှာလီဗာပူးအသင်းကကူနာတီနဲ့ပတ်သက်ပြီး strict ဖြစ်ပါတယ်ဒါပေမဲ့ပူရာပေါ်လို့ပဲကူနာတီကလည်းသူ့ရဲ့ ခံစားခြင်းနဲ့ပတ်သက်ပြီးသူပြောတာကိုလုပ်ပဲဆိုတဲ့ကြောင့်မို့ ဘာဒီဘလူဖြစ်လာမလဲဆိုတာကိုတော့ခင်ဗျားနဲ့ကျွန်တော်နဲ့အတူတူအတူတူပဲဒီကိစ္စနဲ့ပတ်သက်ပြီးကြည့်ရမှာကျွန်တော်တို့လည်းဘာမှသိပြီးဒါထူးဆန်းပူတည်တာမဟုတ်ဘူးပေါ့နော်အဲ့တော့တဖြည်းဖြည်းနဲ့ဒါကျွန်တော်အတန်ကြီးကျေလောင်လာတာကလီဗာပူးအသင်းအနေနဲ့ဆမ်မီညိုကိုခေါ်ယူဖို့အတွက်စူးစမ်းလာမှုတွေပဲဆမ်မီညိုအနေနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့သူ့ကိုစိတ်ဝင်စားနေတဲ့အသင်းတွေတော်တော်လေးကိုများနေဖြစ်တယ်ကာနာကစားသမားကိုလည်းရှိမှာဒါကျွန်တော်တို့လက်ရှိစပါအသင်းကိုဒါကျွန်တော်တို့လက်ရှိမန်ချက်စတာစီဒီအသင်းကိုစိတ်ဝင်စားမှုတွေကိုအများကြီးပြင်းထန်နေတာတွေ့ရမယ်လီဗာပူးအသင်းကလည်းဒီအသင်းထဲမှာအပါအဝင်ဖြစ်တယ်လို့ပြောလို့ရမယ်တယ်မှာပါလူတော်များအမှတ်မှားနေတဲ့အချက်ကဆမ်မီညိုကလက်ရှိ မှာဒါမူဆာလာကိုအစားထိုးပြီးခေါ်ယူမဲ့ကစားသမားမဟုတ်ပါဘူးမူဆာလာနေရာကိုဒါကျွန်တော်ဂါနာကဂါနာကစားသမားဖြစ်တဲ့ဆမ်မီညိုနေနဲ့ဒါလုံးဝအစားထိုးပြီးခေါ်မှာမဟုတ်ပဲねဒါမူဆာလာအတွက်အစားထိုးမဲ့ကစားသမားကိုလစ်ဗာပူးတင်ကတက်တက်ကြံစီတတ်တာဖြစ်တယ်ဆမ်မီညိုကလက်ရှိမှာဒါကျွန်တော်အကုန်သိရတယ်မဲ့ center forward left wing right wing ဆော်လူရတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါကျွန်တော်ဆမ်မီညိုကိုခေါ်ယူတဲ့အနေအထားကတော့ left wing နေရာအတွက်ခေါ်ယူဖို့အတွက်ဒါကျွန်တော် အိမ်လုတ်ထားခဲ့တယ်လို့သိရတယ်မှာပါဒါကအဓိကသွားတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့လက်ရှိမှာဒါလီဗာပူးအသင်းနေနဲ့ဆမ်မီညိုကိုခေါ်ယူဖို့ကြိုးစားဖို့ကြိုးစားမယ်ဒီနေ့ဆောင်းဝါတီမှာသူများအသင်းနေမခေါ်ယူသေးခင်မှာလီဗာပူးအသင်းကကြော်ပြီးခေါ်ယူဖို့ကြိုးစားမယ်ဆမ်မီညိုကိုတိုင်ကလက်ရှိမှာရည်ရတာသူ့ကိုစိတ်ဝင်စားနေတဲ့အသင်းနေထဲမှာမပါဘဲနဲ့သူကအာစနယ်ပြိတက်ဖြစ်တဲ့ကြောင့်သူ့ကိုအာစနယ်ပြိတက်အာစနယ်အသင်းကိုသူကပြောင်းကျင်တဲ့သဘောမှာရှိတယ်အဲ့စပါအသင်းနေနဲ့ခုလက်ရှိမှာစပါအသင်းကရှင်ပါတာလီဗာပူးအသင်းလိုပဲကျွန်တော်ကလက်ဖွင့်ကတော်တော်လေးကိုလူအပ်နေတာဖြစ်တယ်စပါအသင်းကလည်းဆမ်မီညိုကိုတာမနစ်ကနူယာတီကလေးကတရားဝင်တဲ့ တော်ခေါ်ယူဖို့တော့ကြိုးစားခဲ့ပေမဲ့ဆမ်မီညိုကိုရန်ကစာချုပ်အသက်ချုပ်ဆိုခဲ့တဲ့ကြောင့်စပါတင်လည်းဟတ်တက်ကြီးချန်ခဲ့တယ်လို့ပြောလို့ရတယ်။စီးသင်းကလည်းခုလက်ရှိမှာဆမ်မီညိုကိုဒါကျွန်တော်တို့လာမယ့်နေရာဒီမှာဆေဗီယိုကိုသာဆုံးရှုံးခဲ့မယ်ဆိုရင်တော့ဆမ်မီညိုကိုခေါ်ယူသွားဖို့တော့သူတို့အနေနဲ့လည်းစဉ်းစားနေတဲ့နေရာမှာပါတယ်။လီဗာပူးကတော့ရှင်းနေပြဘယ်သူထွက်မှာဘာထွက်မှာမဟုတ်ဘူး။သူတို့အနေနဲ့လက်ရှိမှာလက်ဖွေးနေရာမှာကက်ဘိုတယောက်တည်း ကက်ဘူတယောက်တည်းရှိနေတဲ့ဥစ္စာကိုသူတို့အနေနဲ့လုံးဝအားမရအောင်သူတို့အနေနဲ့လက်ရှိမှာလီဗာပူးသင်းနေတယ်ဆမ်မီညိုကိုလက်ဖွဲမှာဆော့ဖို့အတွက်သူတို့အနေနဲ့ကျွန်တော်တို့ pressure ပုတ် pressure မုန်းပါလေကျွန်တော်တို့ prioritize ပေါ့နော် sorry pressure ဘက်ကို prioritize ပေါ့ဒါဥစားပေးခေါ်ယူဖို့အတွက်လုပ်သွားမယ်လို့သိရတယ်မှာပါတယ်အဓိက liverpool တင်းနဲ့ဒီနေ့ဆောင်းရဒီမှာဒါကျွန်တော် semi new ကိုခေါ်ယူသွားဖို့အတွက်အဓိကစူးစမ်းသွားမယ်အကြောင်းအရာသူ့အနေနဲ့ရှင်းတယ်ဒါကျွန်တော် city လို့ဒါ tottenham hotspur တင်းလို့လာမယ့် new year ဒီမှာတာကတ်ပြီးပါလာမှာသူတို့အနေနဲ့အုံနောက်အရန်စားသွားနိုင်တဲ့အတွက်ကြောင့်မလို့အခုကတည်းကဒီကစားသမားကိုခေါ်ယူဖို့အတွက်ဒီအသင်းကပြင်ဆင်နေတယ်ဆိုရင်လည်းမှားမယ်တော့မထင်ပါဘူးအဲ့တော့ထားပါလက်ရှိမှာဒါကျွန်တော်တို့ tottenham hotspur တင်းကဒါကျွန်တော် semi new agent နဲ့တရားဝင်ဆွေးနွေးမှုတွေကိုပြုလုပ်နေခဲ့တဲ့ဥစ္စာ၃သင်းနဲ့သင်းဖြစ်တယ်ဒါပေမဲ့ ယ်စပါးသိနေဒီနှစ်ဒါကျွန်တော်တို့ຫນွေရသည်မျိုးဒီနှစ်ဆောင်ရသည်မှာတော့ခေါ်ယူသွားဖို့တော့ရာဂိုင်းတော့နေပါတယ်ဘတ်ဂျက်ရစပါးသိနေလာမယ့်ຫນွေရသည်မှာသာခေါ်ယူသွားနိုင်မယ်ဆိုပြီးရေးသားထားခဲ့တာကိုတွေ့ရမယ်ဒီ၃သိန်းထဲမှာလစ်ဗာပူးသိန်းကတော့ဆမ်မီညိုကိုဒါခေါ်ယူသွားနိုင်ဖို့အတွက်ဘတ်ဂျက်အရာဒီနှစ်ဒါကျွန်တော်တို့ အေးပေါ့ဒီနေ့စောင်းရသည်မှာခေါ်ယူသွားဖို့အတွက်ဘတ်ဂျက်အရအကောင်ဆုံးအသင်းတသင်းလို့ပြောလို့ရမယ်ဒီမှာပါပါတယ်ပြီးတော့ပင်စူစီကမခုလက်ရှိမှာဒါကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဖြည်းဖြည်းနဲ့ဒါကျွန်တော် strong ဖြစ်လာခဲ့တာကတော့ဒါကျွန်တော် OLC ပဲဖြစ်ပါတယ်အဲကျွန်တော်ဆမ်မီညိုကိစ္စပြီးတော့ OLC ပဲကူသွားမှာမဟုတ်တော့ဒါကျွန်တော် Liverpool တင်းနေလက်ရှိမှာ Salah နေရာကိုအစားထိုးဖို့အတွက် OLC ကိုတရားဝင်သတ်မှတ်လိုက်ပြီးဆိုတဲ့သတင်းတွေကိုလည်းဒါကျွန်တော် Liverpool Echo တို့ဒါကျွန်တော်လက်ရှိမှာ Liverpool Tier 3 Tier 4ဒီမှာလည်းတောက်လျှောက်တက်လာခဲ့တာတွေ့ရမယ်အသက်23နှစ်အရွယ်ဒါကျွန်တော်တို့လက်ရှိ Bayern ကစားသမားကိုတော့ Liverpool တင်းကတော်တော် ်ကြီးကိုစိတ်ဝင်စားမှုရှိတယ်။ဘိုင်ယန်နဲ့လစ်ဗာပူးနဲ့ကြားထဲမှာကောင်းမွန်တဲ့ဆက်ဆံရေးကိုလစ်ဗာပူးကအသုံးချပြီးတော့အိုလီစီကိုသူတို့အသက်စီကိုခေါ်ယူဖို့အတွက်ကြိုးစားသွားမှာဖြစ်တယ်။လာမယ့်နွေရာသီမှာဒါဘိုင်ယန်မြူးနဲ့တင်းနဲ့သူတို့ရဲ့အဓိကကစားသမား၂ယောက်ထဲကတစ်ယောက်ကိုသာအသင်းကနေပြန်လည်ပြီးထွက်ခွာခွင့်ပေးဖို့အတွက်လစ်ဗာအိုကဘိုင်ယန်မြူးနဲ့ကပြင်ဆင်။အဲ့တော့ဘာကြောင့်လဲ ဘိုင်ယန်မြူးနစ်တင်းရဲ့လက်ရှိတိုက်စစ်မှုဖြစ်တဲ့ဟယ်ရီဂိန်းကလည်းဒါလည်းကျွန်တော်လက်ရှိလာမယ့်နေရာဒီမှာစာချုပ်ဖြတ်သိမ်းခြင်းပေါင်98တန်းနဲ့အတူစာချုပ်ဖြတ်သိမ်းခြင်းက activate ဖြစ်သွားမှာဖြစ်ပါတယ်။ဒီနေရာမှာဒေါက်တာဟော့စပါတင်းကလည်းဟယ်ရီဂိန်းကိုပြန်ခေါ်ဖို့အတွက်အကြီးအကျယ်ကြိုးစားနေကြသူတို့အနေနဲ့ဟယ်ရီဂိန်းကိုလည်းလာမယ့်နေရာဒီမှာဘိုင်ယန်မြူးနစ်တင်းနဲ့အခက်မတင်ဆုံးရှုံးသွားအပွဲရရှိတယ်။ဒါပြင်ဒေါက်တာဟော့စပါတင်းနဲ့မှုပဲနဲ့ဘာဆူနာတင်းကလည်းဒါဘိုင်ယန်မြူးနစ်တို့လက်ရှိဒါဟယ်ရီဂိန်းကိုခေါ်ယူဖို့အတွက်အကြီးအကျယ်ကြိုးစားနေတယ်။သူတို့အနေနဲ့ဟယ်ရီဂိန်းကိုလည်းလာမယ့်နေရာဒီမှာဆွန့်လွတ်ဖြစ်ခဲ့မယ်ဆိုတော့အိုလီစီကိုဘယ်လီနဲ့မှဒါကျွန်တော်လက်ရှိမှာရောင်းချသွားမှာ မဟုတ်ဘူးလို့သိရအဓိကတော့ကျွန်တော် Harry Kane သာမထွက်ဘူးဆိုရင်တော့ Olise ရဲ့အနာဂတ်တမျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်။အဲ Olise ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ ဘိုင်ယန်မြူးနစ်တင်ကြတာမကြခင်မှာဒါတရားဝင်ဆုံးဖြတ်ဖို့ရှိရဲဒါပေမဲ့ကစားသမားရဲ့ဒါဆုံးဖြတ်ချက်ပေါ်လဲအများကြီးမူတည်တယ်လို့ပြောလို့ရတယ်။ Olisi ကထုံးရတိုင်းပဲ Nanchalan ပေါ့နော်သူရဲ့နာခံတဲ့ပတ်သက်ပြီးဆရာသမားလေးရဲ့ဘာမှဒါကျွန်တော်တို့ interview လုပ်တာမရှိဘူးသူနေနဲ့ဒါ AACC ပဲအဲ့တော့ Olisi နေနဲ့ခုလက်ရှိမှာ Liverpool အသင်းရဲ့ဒါအနာဂတ်မှာပြန်လဲပြီးပါဝင်ရမယ်သူနေနဲ့စိတ်ဝင်စားလားစိတ်ဝင်စားဦးစားလားဆိုလဲဘာသတင်းမှမထုတ်အကောင်လေးရဒါကျွန်တော်အရင်ဒါအချေးလို့နဲ့ကစားသမားရဲ့တရားလို့တော့ပြောလို့ရတယ်အဲ့တော့လက်ရှိမှာ Bayern Munich တင်ကဒီကစားသမားကိုဒါရောင်းမယ်မရောင်းဘူးဈေးတက်မှတ်ခြင်းတော့မရှိဘူးလို့သိရတယ်မှာပါတယ်အဓိကသူတို့နေနဲ့ဒါ Harry Kane နဲ့ ODC နှစ်ယောက်ထက်ကတစ်ယောက်ကိုသာဆွလွန်နိုင်မှုအတွက်လာမယ့်ရာသီမှာစဉ်းစားသွားဖို့ရှိရဲ။ဒါပေမဲ့ဒီနှစ်ဆောင်းရာသီမှာဒီနှစ်မှာ no no chance ပဲပေါ့နော်လုံးဝမဖြစ်နိုင်ဘူးလို့သိရတယ်မှာပါတယ်။ဒါလက်ရှိမှာ Bayern Munich အသင်းကလည်းဒီနှစ်မှာဒါသူတို့ရဲ့ Bundesliga ကောဒါ Champions League ကောနှစ်သင်းလုံးနှစ်ပြိုင်ပွဲနှစ်ခုလုံးကိုတပြိုင်နက်တည်းပြီးနေတဲ့အတွက်ကြောင့်မို့သူတို့အတွက်ကဒီဒါကြောင့်ဒီကစားသမားတော်တော်လေးကိုအရေးပါတယ်လို့ပြောလို့ရတယ်။အကဲ ODC ကိုသူတို့အနေနဲ့ရောင်းဖြစ်ခဲ့မယ်ဆိုရင်တော့မှ ODC ရဲ့ replacement ကိုဒါကျွန်တော်တို့စရှာပြီးတော့ဒါရောင်းဖို့အတွက်ဒါကြောင့်စဉ်းစားသွားမယ်လို့သိရတယ်မှာပါတယ်။ ODC ကလက်ရှိမှာ Liverpool အသင်းရဲ့ဒါကျွန်တော် most ဆာလာရဲ့ဒါကျွန်တော်အစားထုတ်ဖို့အတွက်နံပါတ်၁ကစားသမားအနေနဲ့ဒါပြတ်မှတ်ထားထားတာဖြစ်တယ်ဆိုတဲ့ဥစ္စာကိုတော့ပြောပြရအောင်အဲ့တော့ဒါနဲ့ပတ်သက်ပြီးလည်းပြောရမယ်ဆိုလစ်ဗာပူးတင်းနေလက်ရှိမှာ စာလနီအောင်အစားထုတ်မှုတွေပြတ်မှတ်ထားတယ်ဆိုတာထက်လက်ရှိအနေထားရတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတစ်ခုတက်တယ်အဲ့ဒါကဒါကျွန်တော်ယာကူဘူမင်တာပေါ့နော်ဒါကျွန်တော်တို့လက်ရှိ brighter သင်းရဲ့ right wing ကစားသမားဖြစ်တဲ့ယာကူဘူမင်တာကိုတော့ယာကူဆိုယာကူဘူမင်ယန်ကူဘာမင်တာကိုတော့ဒါ liverpool သင်းကခေါ်ယူဖို့တော့တော်တော်လေးကိုစိတ်ဝင်စားနေသိရတယ်မှာပါတယ် liverpool သင်းကခုလက်ရှိမှာဒါကျွန်တော်မိုဆာလာနီအောင်အစားထုတ်ရဆိုတဲ့ဒီ right wing နေရာမှာဒါကျွန်တော် နောက်အေးပေါ့ဒါကျွန်တော်အားကိုးလို့ရနိုင်တယ် right win ဒါကျွန်တော် substitute player ဖြစ်ပြီးဘလူးဘဲဖြစ်ဖြစ်အဲ့ဒီကစားသမားတယောက်ကိုလည်း Liverpool တင်းကထပ်ပြီးတော့လူဂျင်နယ်ကိုသိရတယ် Olisic ကိုလည်းရှိမှ Salah replacement ဆိုပေမဲ့ Yankuba Minda ကိုလည်းရှိမှ Liverpool တင်းကဒါကျွန်တော် right win နေရာအတွက်ဒါကျွန်တော် Salah ကိုအစားထိုးရဆာတဲ့ဒီလူကစားသမားမျိုးကို Liverpool တွက်ကအလိုရှိနေတာဖြစ်တယ်လို့လည်းသိရတယ်ဒီမှာဖတ်မိရတယ်ဒီမှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော် Brighton တင်းကဒီကစားသမားကိုရောင်းသွားဖို့အတွက်လက်ရှိမှာအချိန်မရှိဘူး Fabian Hazard ရဲ့နံပါတ်၁ကစားသမားလည်းဖြစ်တဲ့အတွက်ကြောင့်မလွယ်ဘူးလို့ပြောလို့ရမယ်ဒီမှာပါတယ် Newcastle ရဲ့ Liverpool လောလောမှာခေါ်ရတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မဒါ Liverpool တင်း ယ်လွယ်လွယ်ကူကူခေါ်ယူလို့ရနိုင်တယ်ခေါ်ယူလို့မရနိုင်တဲ့ကစားသမားရဲ့တယောက်ဖြစ်တယ်လို့ပြောရင်လည်းပဲကြောက်တော့ကူပြပါအောင်များများလေးလည်းကလစ်ပေးကြအောင်ဗျများများကလစ်မှများများနိုင်မှာဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်တော်လေးနေဖြစ်ပါအဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ညောင်မှာ AC2 ကြရပါဗောဒီပါဗျ